MSP ကျွေးမကြည့်အောင်ဆရာနန်းရှိခဲ့တပည့်ရင်းမကူခစ်ကြည့်ပြောင်းလဲတယ်နောင်အသွေးသွေးဆရာနန်းတော်ရှိဆိုတဲ့ဆရာဆန်းဆိုရာရွေးပါလို့ဘာရှင်းနေပြောင်းပြီးတော့ဆိုတာကိုလည်းမဖြစ်စေချင်ဘူးရတာလည်းမပြက်ကလေးမျိုးဆက်တစ်တည်းလည်းအဲ သူတို့နားတင်းဝင်အောင်ဆိုကြတာဆိုရဲကောင်းပါလေဒါပေမဲ့အနီမွေးတို့ကဒါ ਉਹ တော့ဟိုတိမ့်တိမ့်ထားရတာပေါ့ဒီတချင်းနေပျောက်ပြက်သွားမှာဆိုရင်လည်းဘသူဆိုဆိုအနီမွေးတို့လာပြီးခွင့်တောင်းခွင့်ပြုတယ်ဒါပေမဲ့ဟိုအတချင်းနေကိုအပြက်စီးဖြစ်သွားမလုတ်စီချင်ဘူးဟုတ်ဒါပဲလူပါတယ် ပြေးတဲ့လျှို့ဝဲယရနာ more and more မှာရှာဖွေပါ MSB အော်မင်းတို့ပဇာမောလာပြီးနေ့အတွက်တပင်ရုပ်ရှင်တပင်ဂီတမြို့ပညာရှင်တွေအားလုံးကိုဒီနေ့ပဇာမောလာပြီးနေ့ညပွဲဖြစ်စီစဉ်ညတော့ပေါ့လေအဲ့ဒါပြောစရာကြီးပေါ့တမင်ကြာမကြာဒီပွဲခင်းမှာလည်းကတယ်အပြင်မှာလည်းအနေမျိုးတို့အခုဆိုလို့ရှိရင်ရုပ်ရှင်တပင်ဂီတညီကောင်မောင်တို့မှာတွေစုံပြီးတော့ကကြတယ်ပွဲရင်တော်တော်များများ တွေ့ရပါပြီသမီးရုပ်ရှင်တပင်ဂီတအာတပင်ရုပ်ရှင်ဂီတပုံမှာချစ်ခင်ကြတာကများစုံအဖြစ်တော့ကလေးတွေတော်တော်များများကရုပ်ရှင်မင်းသားဖြစ်ချင်တာတော့ဟလာအစိုးရဖြစ်ချင်တာတော့များတယ်တပင်ဟိုကြတော့အားနည်းတယ်ပေါ့လေတပင်ဟိုစိတ်ဝင်စားမှုနည်းပါတယ်အခုကြတော့ဒီဂီတကလေးတွေရောရုပ်ရှင်ကလေးတွေရောတပင်ဟိုစိတ်ဝင်စားပြီးတော့လာပြီးတော့အဲတပင် စင်ညင်ကြီးကိုလာပြီးတော့သူတို့ကကျင်နေဆိုတဲ့စိတ်ကအမေတို့အတွက်ပီတိဖြစ်စရာကောင်းတာပေါ့အဲတော့တပင်အမှုပညာသမားဆိုတာကနေပါတယ်လေတပင်ကိုချစ်ခင်တဲ့သူရှိတော့ရှိတယ်ဒါပေမဲ့ရှားပါတယ်အခုတော့ဂီတရုပ်ရှင်မြူသားစုကြီးကပါဇက်ခုံကြီးကိုပွဲချင်းကြီးကိုစိတ်ဝင်စားပြီးတော့လာပြီးကကြတာဆိုတော့အမေကတော့ကုန်ကြပေါ့အာအနေငွေကတော့ ဒီမှာတော့ဟိုဇန်ဟင်းကိုအဖြစ်လာက အနီမိုးတို့အာပနာမဆိုကြမယ်နောက်တစ်ခါအာအနီမိုးဖိုးနန်းတော်ရှေးဆရာတင်းရဲ့အာတထီးဝါရတချင်းလေးဆိုမယ်နောက်တစ်ခါအာနှစ်ပါးသွားကြရင်အာရမဆိုတချင်းလေးနဲ့အနီမိုးကလည်းကမယ်ဆိုရဲဆိုမယ်ပြောစရာကြီးပေါ့သမီးရဲ့နောက်ပြီးတော့အနီမိုးကတမ်းမာရင်ကြောင့်တချင်းတွေကလည်းဘာတချင်းဆိုရမလဲဆိုတော့ပရိသတ်ကပြောမှပြန်ပြီးတရိယာအော်ဒီတချင်းမဲဆိုတော့ကိုစိုးနေကြတချင်းတွေပဲ ဆိုပြက်နာပေါ့နော်။အာနင်းရွှေပြည်စိုးလေးဆိုပါအောင်ပေါ့။နောက်တခါတုံးကြော်မလေးဆိုပါအောင်ပေါ့။နောက်ဗာနဲ့ပိုလီပွေတချင်းလေးဆိုပါအဲ့ကြမှာအော်ဟုတ်သားပဲဆိုမှသတိရပြီးပြန်ဆိုပြက်တာ။အခုကတော့ဒီကနေ့တော့အာယမတချင်းလေးနဲ့ကမယ်ပေါ့သမီးရဲ့။ဆိုရတာကတော့ကိုယ်ဝေးတချင်းကတော့အများကြီးပေါ့သားရဲ့။အဲ့ခုနကကျွဲမအာယမတုံးကြော်မအာလက်ရည်တပင်ဒီကိုယ်ဝေးတချင်းကအများကြီးပေါ့။အခုတော့ဘိုးဘိုးကြီးရဲ့အမတ်တရအစီအစဉ်ပေါ့အနေမလို့တခါမှမလုပ်ရသေးဘူး။ ပိုးပိုးကြီးအပထမစီစဉ်တော့တာပိုးပိုးကြီးကိုမြစ်တရားကြာရင်ပိုးပိုးကြီးကိုပွဲလုံးမယ်လို့စီစဉ်ပြီးတော့အဲ့တော့ကမလုပ်ဖြစ်ခဲ့ကြဘူးပေါ့လေအခုတော့ပြန်ပြီးတော့အနီမွေးရဲ့ဟိုဒီယာမိုရိုနဲ့တိုင်းမင်းပြီးတော့ဆရာအကိုကြီးအငိမ့်မင်းရဲ့ကိုနန်းဝင်းတို့ရဲ့သူတို့တိုင်းမင်းပြီးတော့အခုပိုးပိုးကြီးနဲ့တော့ဆီဆရာပြန်ပွဲလေးလုပ်ကြမှာပါ အနေမွေးအသက်ကခုဆို60လေအသက်60ဆိုတော့စိုးဖို့ကဖို့ကတော့ဟိုစိုးနိုင်နဲ့ကဖို့ကြတော့ပင်မန်းသွားပြီဒါပေမဲ့ဒီအရွယ်မှာတော့ရအောင်တော့ဂျိုးစားကအောင်ပေါ့လေအဲ့တော့အဲကျွဲမဆိုမှကျွဲမကြည်အောင်ဆရာနန်းရှိခဲ့တပည့်ရင်းမကူဒါဆိုရင်အနေမွေးစောစောကပြောသလိုတတိလစ်လစ်သွားနေအောင်စကားတွေရအခုကြောင့်ပါသားတို့ကအဲ့တောင်ပေါ်တော့ဒီသချင်းလေးတွေပြန်တရီရတယ်ဆိုဖြစ်တယ်ကျွဲမကျွဲမကြည်အောင်နောက်တခါ ပွင့်နေလို့ရှိစက်တဲ့ရေးထားတာမနဲ့ပတ်သက်တဲ့စနစ်အများကြီးရှိတော့တော်တော်များများကျွဲမအာယမတုံးကြောမဂျိဝါရအာဂျိဝါဝါဒအဲအဲ့လိုမျိုးကြီးအများကြီးရှိတယ်အဲ့ဒီစနစ်လည်းအများကြီးခုတော့ပြပြချင်းကြတော့ဒီစနစ်တွေပြန်ဆုံဝင်ရပြီပေါ့သမီးရဲ့ဟုတ်ပါပြီပွင့်ပွင့်တဲ့စနစ်ကိုတတိတရနဲ့အာမျိုးဆက်တတိယ သိနေတာဖြစ်တဲ့အတွက်မြန်ဝင်တာတာပေါ့လေအခုမျိုးဆက်သစ်ကလေးတွေတချင်းဆိုကြတာကွာအနုကအခု TikTok မှာရှိနေတယ် LINE ပေါ်မှာရှိနေကြတယ်ဆိုကြတာအနုကတော့ဂုံယူပါတယ်အဲဂျီလက်ကျူးစုတန်နေမျိုးဆက်သစ်ကလေးတွေတော်တော်များများကလေးတွေကဒီတချင်းကြားဘူးလေဒါဘယ်သူဆိုမှမသိဘူးဘာမှမသိဘူးဆိုတော့အဲ LINE ပေါ်မှာဆိုကြတော့လေအနုကအဲပီလက်ပီတီဖြစ်တယ်အဲဂျီလက်ကျင်ရတယ်ဒါပေမဲ့စီးနေကန်နေဆိုစေချင်တာပေါ့လေပိုးပိုးကြီးရဲ့တချင်းကို ရိုးရာမပြတ်စူးစေးခြင်းနဲ့ဒါတွေကိုဘာရှင်းနေပြောင်းပြီးတော့ဆိုတာကိုလည်းမဖြစ်စေခြင်းရတာလည်းမပြတ်ကလေးမျိုးဆက်တစ်တည်းလည်းအဲသူတို့နားနဲ့ဝင်အောင်ဆိုကြတာဆိုရဲကောင်းပါလေဒါပေမဲ့အနေမွေးတို့ကဒါကိုတော့ဟိုသိမ့်သိမ့်ထားရတာပေါ့ဒီတချင်းတွေပျောက်ပြတ်သွားမှာဆိုရင်လည်းဘသူဆိုဆိုအနေမွေးတို့လာပြီးခွင့်တောင်းခွင့်ပြုတယ်ဒါပေမဲ့ဟိုတချင်းတွေကိုအပြက်စီးဖြစ်သွား မလုတ်စီချင်ဘူးဒါပဲလူပါတယ်မစိုးရကြောင့်တဲ့ရှေးကလို့အိုးထာနဲ့ဘုံဝေးပဲပြိုးမြမှာတော့တောင်းကားကြတဲ့ တာမပေါ်ရှင်ခစ်ကြီးဖိုးရေးထားတာနော်အနီမိုးတော့မမွေးခင်ကလေးကခစ်ကြီးပြောင်းလဲတယ်နောင်အသွေးသွေးဆရာနန်းတော်ရှိစိုးတဲ့ဆလံဆန်းဆိုရာရွေးပါလို့ရေးစီမဲနားထောင်နော်ဟော ခလေးတွေပဲตาလို့ဝေးကြတော့မပေါ်ရှင်စီးစီပါရဲ့အခရာပိုးတဲ့တီးတွေပါပဲစာစုပြီးအခရာတလူတီးစကားအသေးနဲ့ရေးမှအကုန်နားလဲရှာစကားအသေးနဲ့နော်စကားအသေးနဲ့ရေးမှအကုန်နားလဲရှာမယ်နားလဲရှာမယ် တချင်းကြီးမုံမင်မစခန်းမကွာလာပါဘူးသုံး၍လည်းနံဗမယသနမာလာပန်းကြွာကြွာဆောင်းဆောင်းဝေးလေဆောင်းဆောင်းဝေးလေအဲဆိုရမစဒီစားရှိပေါ့အတိတ်ပဲကတော့ဒီမျိုးစစ်တချင်းချက်တွေပေါ့လေဥမာဆိုရင်အမင်းညာဆိုရင်ဟိုတနေ့ညာလိုင်းပေါ်မှာအခလေးလေးတွေပြောကြတာပေါ့လေအညစ်ညစ်ပတ်ပတ်ပြောကြတာကမျိုးစစ်မျိုးစစ်တစ်ကလေးတွေအဲ တိုးတက်တာမျိုးဆက်တစ်တီတိုးတက်ရဖို့အခုနဲ့လို့ရှိဇာတိရောအဲတခြားအာဆရာဆရာကြီးတွေရေးကြတာဟိုးတန်တဲ့တချင်းလေးတွေကိုတော့မဖြက်စီးဖို့ကောင်းတဲ့တချင်းလေးတွေကိုမျက်မျက်နုံနုံနဲ့ထိမ့်သိမ့်ဖို့ အမေကမြစ်တရက်ခတ်มาတယ်။အနေမို့တော့အခုကျတော့ဟိုဘောပွဲလမ်းနေရလဲခုမှပြန်စတာ哦။အဲ့ကြအရင်တိုင်းအပြန်စုံကြရတော့မှာပါ။ဘဝီတချင်းရောဟိုမျိုးဆက်တဲ့အနေမို့တော့ကိုကကိုစင်မောမှာစတေရှိုးလဲဆိုတာပဲ။အနေမို့တော့ခစ်ကလေးကစတေရှိုးလဲဆိုတာပဲ။အဗမာတန်လဲဆိုတာပဲ။တချင်းကြီးတချင်းကန်လဲဆိုတာပဲ။အနေမို့တော့ဖြစ်တော့မှာပါ။ အခုခေတ်ကျတော့ပရိသတ်ရှိကိုရက်ဖို့ကခင်းရင်သွားပြီခင်းရင်လည်းဆိုဟိုဟို TikTok မှာပဲရှိမယ်လေဇက်ခုံကြီးပေါ်မှာစူဖို့ကဖို့ကြခင်းရင်နဲ့အခုတော့ပြန်ပြန်တွေ့ရပါပြီဝင်တာပါလေလောက်ဖို့ရှိပါမယ်အတိုင်းစီစဉ်နေကြပါတယ်အကိုတွေပေါ့လေအနေမူကတော့ငယ်ဆုံးကိုအဲ့တော့အာကိုနန်းဝင်းရဲ့အာမိုင်းနက်ခင်ရဲ့ခင်မောအာဒရိုက်တာဦးငင်းမင်းရဲ့နောက်ဟိုတလောကပဲအဲ ဒီယာဘိုလိုနဲ့တိုင်ပင်ပြီးတော့စီစဉ်နေပါပြီ။အော်ကိုလက်ကျမ်းမာတော့မသေးခင်ပေါ့လေ။ဘိုးဘိုးအင်းတော့ရှင်အမှတ်တရတော့လုတ်ဖြစ်အောင်လုတ်ချင်သေးတယ်။ဟုတ်ကဲ့။တချင်းတွေပဲစုဖို့ရှိရလားသူကအမှဆိုနေရော။အဲတချင်းတွေမို့အနေမို့လို့ပထမစီစဉ်ထားတာဥမာဆိုတော့စင်ကြီးကလုံးကြီးတချင်းရဲ့တချင်းကအတိတ်ပဲရှိတယ်။အဲ့တချင်းလေးအတိုင်းအဲ့တချင်းအတိတ်ပဲလေးကိုအနေမို့လို့ဟိုဟာပေါ့။ တက်ဆက်တူတူလေးပေါ့အဲစင်ကြီးလုံးကြီးရဲ့အဓိပ္ပာယ်လေးကိုအဲဟိုတို့ကအဲ့တုန်းကတော့တို့ရုပ်ရှင်ကမိသားစုတွေကလည်းနောက်လို့ရှေ့ဆက်တဲ့သချင်းကိုလုတ်ပြေးတင်ကြတာဆိုတော့သူတို့ကအဲဒီစင်ကြီးလုံးကြီးရဲ့အဓိပ္ပာယ်ကိုဒီကပြက်ဆက်တူလေးလုပ်မယ်ပြီးလဲပြီးတော့မှအဲစင်ကြီးလုံးကြီးရဲ့အဓိပ္ပာယ်လည်းပြီးတော့မှဒီဘက်က တယောက်ကတချင်းစင်ကြီးလိုကြီးတချင်းကိုစိုးမယ်နောက်တစ်ခါကျွဲမတချင်းကဘာကြောင့်ဖြစ်ပေါ်လာလဲဆိုတာအဲကျွဲမရဲ့အကြောင်းလေးကိုအတူလေးပေါ့အဲပြက်ဆက်အတူလေးပေါ့လေအဲအဲ့ဒါလေး ਨੇ ပြီးတော့မှကျွဲမတချင်းအဲ့လိုလေးစီစဉ်ထားပါတယ်အာကျေးဇူးတင်ပါတယ်အဲမီဒီယာကနေပြီးတော့မှနေမွေးရဆော့ဆော့ပြောသလိုပေါ့လေတမီးတို့ရဲ့အဲ viewer တွေမှာအနေမွေးရစကားမျိုး TikTok ပြောရတာခင်ရင်တော့တော်တော်တောင်းတောင်းဆိုအင်တာဗျူးမလုပ်ဘူး အဲ့တော့အခုလည်းအမီဒီယာကလေးတွေကိုလည်းအမြတ်ကျေးဇူးတင်ပါတယ်။နောက်တစ်ခါအဲကြည့်ရှုနေကြတဲ့ဘေးခတ်သိမ်းရခတ်သိမ်းအနည်းခတ်သိမ်းကင်းကျင်းကြပါစေ။လိုရာဆန္ဒမှန်တဲ့တလုံးတဝါတဲ့ပြည့်စုံပြီးကျန်းမာချမ်းသာသက်ရှိကြပါစေ။မြန်မာစတာပစာ